မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကမ္ဘာဖလားကိုမြန်မာပြည်သက်တွေကစိတ်ဝင်စားလာရောက်ကြည့်ရှုတဲ့သတင်းကိုတော့ဥအောင်ထမင်းကပေးပို့ထားပါရရှင်။မြန်မာနိုင်ငံကိုပထမဆုံးအနေနဲ့ကမ္ဘာဖလားစုတစိုက်ကိုလာရောက်ပြသတာဖြစ်ပါတယ်။ဒီကမ္ဘာဖလားစုတစိုက်ကိုသူဝနလူငယ်အားသာလေးချင်းရင်ကွင်းမှာပြသထားတာဖြစ်ပြီးစိတ်ပါဝင်စားတဲ့ဘလုံးဝါသနာရှင်တွေကလာရောက်ကြည့်ရှုတာမြင်တွေ့ရပါတယ်။ ခစ်ဆက်ဆက်ကကမ္ဘာပလာပြိုင်ပွဲကျင်းပရမှာကန်ခဲ့တဲ့ဘောလုံးတွေကိုလည်းပြသထားတာတွေ့ရပါတယ်နိုင်ငံကတော့လိုသေးတယ်ဖြစ်လာမှာပါတနေ့တော့တို့စူးစမ်းနေကြတာပဲလိုသက်တွေတက်ပေါ်လာရင်တော့အားရရှိလာမှာဟုတ်တယ်ဒီမှာရှိပါတယ်ရိုက်ရှာရဲတော့ ဒါရောက်ကြည့်ရှုသူတွေအနေနဲ့ကဘာဖလာစုတစိမ့်နဲ့အတူအမှတ်တရဓာတ်ပုံရိုက်ကူးခွင့်ရရှိပါတယ်။ကဘာဖလာစုတစိမ့်ကိုဒီဇင်ဘာလ25ရက်နေ့ကနေ26ရက်နေ့ထိတူနာဘောလုံးကွင်းမှာပြသမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ကျွန်တော်အောင်ထွန်းမြင့်ပါ။